အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ရောက်တဲ့နေရာကတော့တောင်ကြီးမြို့နယ်ထက်ကပိုးရွာတရာမှာပေါ့နော်သူတို့ဒီမှာကျွန်တော်ပြချင်တာကတော့ဒါသူတို့ရွာတွေဆိုလို့ရှိရင်ဒါလက်စစ်မီးမရသေးဘူးလက်စစ်မီးမရပဲနဲ့ဥမာပါကျွန်တော်တို့ဒါအင်ကိုကျွန်တော်တို့တောက်တုံးရေမဟုတ်ပဲနဲ့ဒါအဝတ်လျှော်ဖို့တို့တကယ်အိမ်မှာတုံးတဲ့ရေပေါ့နော်ဒါအပင်ဆိုင်ဖို့ဆိုလို့ရှိရင်ဒီမှာကြည့်အောင်နစ်စနစ်ကောင်းတစ်ခုနဲ့ကျွန်တော်တွေ့လို့ဒါကျွန်တော်မျှဝေပေးနေတာပဲဖြစ်ပါတယ်ဒီဆိုလာပြားနေပေါ့နော်ဒီကောင်သူတို့ရှင်ကျွန်တော်မေးကြည့်တာသူတို့က900ဝ100ဝပေါ့နော် 60ဝါဆိုမနိုင်ဘူးလို့ပြောတယ်ဗျအာဒီဆိုလာကိုအသုံးပြုပြီးမှပဲဒီဒီကောင်ဒီအခုအတန်မီနေတယ်ဗျဟာဒါလေးပဲလို့ကျွန်တော်ဘက်ထရီလည်းမလိုဘူးပေါ့နော်ဒါအခုလို့ရှင်းတာရေအဝင်ထွက်ပေါ့ဒါအဝင်ဒါကောင်အထွက်ခပ်ပြီးတော့ဒါဒါဒီလိုသွားပြီးတော့ဟိုးအပေါ်ခေါင်းပေါ်မှာရှိတဲ့အဲ့လိုမျိုးရွာတယ်ပေါ့နော်အိမ်တွေအထိဒီလိုတလုံးဆိုလို့ရှင်တော့နှအိမ်၃အိမ်၃လို့ရတယ်လို့ပြောတယ်ခင်ဗျဒါတကယ်ကိုကျွန်တော်မီးမရသေးတဲ့ရွာတွေအတွက်ကတကယ်ကို အတုံးတဲ့တဲ့ဟိုဟာပေါ့ဆိုလာပြားလေးပဲဖြစ်ပါတယ်ခင်ဗျဒီမှာဆိုလို့ရှင်ဒီအခုကျွန်တော်ပြောတာဒီဟိုပါဘောနော်ဒီကန်ပေးမှာဆိုလို့ရှင်အတန်တွေအမီနေကြတယ်လားဒါဆိုရင်ကျွန်တော်နေပူနေသေးသေးရတော့ဒါတော့ဒေါက်ရှောက်ဥပါဘောနော်အာရေတင်လို့ရတာပေါ့ဒီမှာပိုက်တယ်အများကြီးဒါဒီဆိုလာပြားတစ်ခုဆိုလို့ရှင်နေအိမ်၃အိမ်ကျွန်တော်တို့အသုံးပြုလို့ရတယ်လို့လည်းပြောပါတယ်ခင်ဗျအကယ်၍များကျွန်တော်တောက်သုံးရေဆိုလို့ရှင်တော့ကျွန်တော်တို့တချို့ကျတော့ဒီမှာကန်နေပြည်တန်တူးစားတာတွေ့ရတယ်ခင်ဗျ အဲ့လိုကျတော့သူကတောက်တောက်သုံးရီပေါ့နော်ပြီးရင်တောက်သုံးရီနည်းနည်းတတ်တဲ့နေရာဆိုလို့ရှိရင်ဟိုမှာဟိုချိုထဲမှာအဲ့လိုမျိုးပေါ့အဲ့လိုနေရာမှာယူပြီးတော့လည်းအိမ်ကိုတွေ့တာတွေ့ရပါတယ်ခင်ဗျတကယ်ကိုအာဒါကျွန်တော်တို့ဒါမိမရတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒါတကယ်ကိုသုံးသေးတဲ့ခါလေးပဲဖြစ်ပါတယ်ခင်ဗျအကုန်ကြစိတ်ကတော့ခဏနေကျွန်တော်နေမြန်ပြီးမှပဲကျွန်တော်ပြန်ပြောပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျ ဒါစတားလိုက်ဟိုဟာအင်တာနက်မဟုတ်ဘဲနဲ့ဒါဆိုလာပြားကြီးနော်တော့ကြစတားလိုက်တက်စင်ထားလို့ထင်နေမှာဆိုလို့ဗျဒါဆိုလာပြားလေးတွေနော်ဒါရေတင်ဖို့တွေ ီနေရာကတော့ဟိုပါပေါ့ဒါအများပိုင်တဲ့တောက်သုံးရေနေရာပေါ့နော်ဒီကောင်ကတော့တန်တန်ရှင်းပြောင်းဆိုပြီးအမိုးအကာဒီနဲ့လှုပ်ထားပြီးတယ်ဗျအပြီးပြီးတော့ကိုကတပိုင်းတနိုင်လေးဆိုလို့ရှိရင်တော့ဒီကန်ရဲ့ဘေးမှာဟိုလိုမျိုးပဲချိုတီတီထဲမှာကန်လေးတူးပြီးတော့ဒါကိုအိမ်တောက်သုံးရေအတွက်ဆိုပြီးတော့အာဒီခုနကကျွန်တော်ပြတဲ့ဆိုလာပြားနဲ့တင်နေတာပဲဖြစ်ပါတယ်ခင်ဗျ